င်္ဂလာပါတိတ်ခွန် channel မှာကြိုဆိုပါရစေ။အဲယနေ့တင်ဆက်ပြီးမယ့်အကြောင်းအရာကတော့အာ iron carbon alloy သို့မဟုတ် steel ပဲဖြစ်ပါတယ်။အာ steel နဲ့ iron နဲ့တူသလားပေါ့နော်။ကဲတကယ်တော့ steel နဲ့ iron နဲ့ကမတူပါဘူး။အာ iron ဒီ tattoo dressing တန်ဖြစ်ပြီးတော့ steel ဒီအာ iron carbon alloy တန်မဏိဖြစ်ပါတယ်။အာအဲ့တော့ FEC အိုင်ယွန်ကာဗွန်အလွိုင်းတွေကိုဘယ်လိုရအောင်လုပ်မလဲအဲအိုင်ယွန်ကာဗွန်အလွိုင်းတွေဘယ်နှမျိုးလောက်ရှိတယ်လဲအဲဒါတွေကိုကျွန်တော်တို့လည်လာသွားမှာဖြစ်ပါတယ်ဒီအကြောင်းကိုမစခင်မှာကျွန်တော်ကျွန်တော်ကဒီဗီဒီယိုသုံးဆွဲသူကွန်ဆူမာတယောက်အနေနဲ့တင်ဆက်ပါဖြစ်ပါတယ် specialist ဒါမှမဟုတ် manufacturer တယောက်အနေနဲ့အာတင်ဆက်မှာမဟုတ်ဘူးလို့ကြိုတင်ပန်ကြပါရစီဆက်လိုက်ကြအောင်အာ steep user ဘယ်နှမျိုးရှိလဲ စတီအမျိုးအစားကကာဗွန်ရဲ့ weight percentage အကျိုးအစားပေါ်မှာမူတည်ပြီးတော့အာကွဲပြားခြားနားပါတယ်ညာဘက်ကပုံကိုကြည့်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကာဗွန် percentage ကိုပြထားတဲ့ပုံလေးကိုတွေ့ရမှာပါအာအဲ့မှာဆိုလို့ရှိရင်အောက်မှာဗာပြထားလဲဆိုတော့0 to 0.3% 0.3 to 0.5% 0.5 to 1.7%နဲ့1.7 to 6.7%ဆိုပြီးတော့တွေ့ရမှာပါ ဒီ carbon percentage မျိုးစားတွေပေါ်မှာမူတည်ပြီးတော့ mild steel medium carbon steel high carbon steel cation ဆိုပြီးတော့အဲ့လိုကွဲပြားခြားနားသွားတာဖြစ်ပါတယ်အဲဒီအမျိုးအစားပေါ်မှာမူတည်ပြီးတော့သူတို့ကိုသုံးဆွဲတဲ့နေရာတွေပေါ်မှာလည်းမူတည်ပါတယ်ဒီအပေါ်မှာပြထားတဲ့နေရာကတော့ပြထားတာလေးတွေကတော့ဒါသူတို့ကိုသုံးဆွဲတဲ့နေရာအမျိုးကြီးပါဖြစ်ပါတယ်ဒါဆိုရင်တော့ gear ပေါ့နော်ဆက်သွားတွေမှာသုံးတယ် chooser အဲဒါတွေကဟို twin cone တွေမှာသုံးတယ် tree taps dice အဲဒီလိုမျိုးပေါ့เนาะအဲ့လိုတုံးကြပါတယ်ဒီအောက်ကအဝိုင်းပုံလေးတွေကပါလေးဆိုတော့ micro structure လေးတွေဖြစ်ပါတယ်ဒါကတော့အာ sti ကအာအေးခံတဲ့နေရာမှာတပြည်းပြည်းချင်းစီဖြစ်ပေါ်လာတဲ့ micro structure လေးတွေဖြစ်ပါတယ်ဒါလေးတွေကိုတော့နောက်ပိုင်းမှာအာလည်လာတော့မှာဖြစ်ပါတယ်အဲ့တော့ထဲထဲဝင်ဝင်မစခင်မှာကျွန်တော်တို့လည်လာမဲ့ခေါ်လေး stamps လေးရှိပါတယ်အဲတည်ထားတဲ့အကြောင်းအလေးလည်းရှိပါတယ် အဲ့ဒါတွေကတော့ ferrite, austenite, cementite, pcc, fcc နဲ့ perlite ဖြစ်ပါတယ်။အဲ့ဒါတွေကပါတယ်လေပေါ့နော်။ကျွန်တော်ကြည့်လိုက်ရအောင်ပါ။အာ bcc နဲ့ fcc BCC နဲ့ FCC ဆိုတော့ BCC ဆိုတော့ body center cubic ပါဒီမှာရေးပြထားတဲ့အတိုင်းပါပဲ BCC ဆိုတော့ body center cubic ဖြစ်ပြီးတော့ FCC ဒီ face center cubic ဖြစ်ပါတယ်ဒီနှစ်ခုက ဘာလို့ပြလဲဆိုလို့ရှိရင် unit cell တစ်ခုမှာရှိတဲ့အတန်နဲ့အဖွဲ့စည်းပုံပြပါတယ်အတန်နဲ့အများကြီးရှိတဲ့နေရာမှာမှာ unit cell တစ်ခုကိုခွဲထုတ်ပြီးတော့အတန်နဲ့ဘယ်လိုဖြစ်ပေါ်နေလဲဆိုတာကိုကြည့်ကြပါနှစ်ခုကပါကွာပြကွဲပြားခြားနားလဲဆိုလို့ရှိလို့ရှိရင် BCC မှာအတန်ဒီအလဲဘဟုချက်မှာရှိနေတာပါ FCC မှာတော့အတန်ဒီ QB ရဲ့မျက်နှာပြင်တိုင်းစီမှာ ရှိနေပါတယ် ဒီပုံကိုကြည့်လို့ရှိရင် 3D ပုံကိုကြည့်ရင်ပိုသိတာပါတယ်ဒီအဝိုင်းများလေးတွေကမျက်နှာပြင်တိုင်းမှာရှိနေတာပါအာဒါကတော့ဒါတွေကအတန်လေးတွေပေါ့နော်ရှိနေတဲ့အတန်လေးတွေပါ body center cubic center မှာတော့အတန်တစ်လုံးတည်းသာ center မှာရောက်နေတာဖြစ်ပါတယ်အာပြီးရောလို့ရှိရင်နောက်ထပ်သူတို့မှာထူကြတဲ့ထူကြချက်လေးတွေရှိပါတယ် FCC ရဲ့ unit cell cubic center က size က BCC နဲ့ပို့ပြီးတော့ကြီးပါတယ် FCC အဲ atoms unit size size က BCC နဲ့ပို့ပြီးတော့ကြီးပါတယ်ပြီးွားလို့ရှိရင်လည်းအတန်အီအတွက်ကိုကြီးတွက်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်လည်း FCC ရဲ့အတန်အီအတွက်က BCC နဲ့ပို့ပြီးတော့များပါတယ်အဲဒါတွေကိုတွေ့ရပါပါကျွန်တော်ရှိဆက်သွားပါမယ်အာနောက်တစ်ခုကတော့ ferrite နဲ့ austenite ferrite နဲ့ austenite ferrite နဲ့ austenite ကဘာလဲဆိုတော့ ferrite နဲ့ austenite ဒီ pure iron pure ion ဆိုတာဘာအဓိပ္ပာယ်လဲဆိုတော့ chemical reaction မပြုတ်ရသေးတဲ့ဟာပါလုံးဝ chemical reaction မလုပ်ရသေးတဲ့ ion sensitivity ကိုခေါ်ပါတယ်ဒီညာပချမ်းကပုံလေးကတော့ um arsenic နဲ့ ferrite ရဲ့ကွဲပြားခြားနားတဲ့ဂုဏ်သတ္တိလေးတွေကိုနှိုင်းရှင်ပေးထားတာပါအာအကျဉ်းဖင်းပြောရမယ်ဆိုလို့ရှိရင်တော့ appearance ပေါ့နော်ဒါသူ့ရဲ့ပုံမှန်သဏ္ဍာန်သူ့ရဲ့ပုံမှန်သဏ္ဍာန်ကဘယ်လိုမျိုးရှိလဲဆိုပြီးတော့ arsenic မှာ metallic appearance ရှိပါတယ်တဲ့ ferrite မှာတော့ ceramic ceramic appearance ရှိပါတယ် cubic structure cubic structure မှာဆိုတော့ကျွန်တော်တို့ပြောရတဲ့အတိုင်းပဲ scc ရှိပါတယ်ဟာ ferrite မှာ bcc ရှိပါတယ် hardness မှာတော့ soft ဖြစ်တဲ့ ductile ဖြစ်တဲ့ sorry soft ဖြစ်တဲ့ hard ဖြစ်တဲ့ပေါ့နော်ဒါတွေ austenite အလွယ်မှတ်ရမယ်ဆိုလို့ရှိရင်တော့ austenite ဒီအာ soft ဖြစ်တဲ့ ductile ဖြစ်တဲ့ metallic appearance ရှိတယ်ဒီသုံးခုကိုကျွန်တော်တို့အမှတ်ထားလို့ရပါတယ် ferrite ကိုကြည့်မယ်ဆိုရှင်တော့ ceramic appearance ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက hard pure brittle ဖြစ်တယ်။နောက် magnetism မှာကြည့်လို့ရှိလို့ရှင်လဲ non magnetic နဲ့ magnetic ပေါ့နော်။ဒါမျိုးလေးတွေလည်းတွဲပြီးတော့မှတ်ထားလို့ရပါတယ်။အာကျွန်တော် phase diagram ကိုတွားမယ်ဟေးဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့မှပြောပြပါမယ်။ alpha phase ion နဲ့ gamma phase ion တွေကိုကျွန်တော်ပုံနဲ့တော့ရှင်တွဲပြီးတော့ပြောပြမှာဖြစ်ပါတယ်။အခုတော့နောက်တစ်ခုဆက်သွားလိုက်ပါမယ်။ dissolve and reaction dissolve and reaction ဆိုတော့ဒီ ferrite နဲ့ arsenide ပေါ့နော်ဒီ ferrite နဲ့ arsenide မှာ carbon power မှု percentage မျိုးပတ်ချမှုရှိပါတယ်ဒါကတော့ဒီမှာကျွန်တော်တို့ carbon dissolution ပေါ့နော်ဆိုတော့ကျွန်တော်ပြောအဓိကပြောမယ့်အချက်က carbon dissolution carbon dissolution ဆိုတော့ carbon ပျော်ဝင်နိုင်မှု carbon ပျော်ဝင်နိုင်မှုမှာ arsenide ဒီ ferrite ထပ်ပူပါတယ် အော်စနိုက်မှာကာဗွန်ပျော်ဝင်နိုင်မှုစွမ်းအားသည်ဖေရိုက်ထက်ပိုပါတယ်ပေါ့နော်အဲ့တော့ကာဗွန်ပျော်ဝင်နိုင်တယ်ဆိုတာဘာအဓိပ္ပာယ်လဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဆက်သွားမှာဖြစ်ပါတယ်ကာဗွန်ပျော်ဝင်နိုင်တယ် dissolve dissolve ဆိုတာကာဗွန်ပျော်ဝင်နိုင်တယ်ဆိုတာက reaction လုပ်တာမဟုတ်ပါဘူးကာဗွန်ပျော်ဝင်နိုင်မယ်ဆိုတာ reaction လုပ်တာမဟုတ်ပါဘူး तू ကပျော်ဝင်သွားတာကိုပြောတာပါ reaction လုပ်တယ်ဆိုတော့ကတက်ပြူသွားပြီးတော့ compound တစ်ခုထွက်လာတယ်လို့ပြောတာပါအဲ့တော့ ပြူအိုင်ယွန်ထဲမှာကာဗွန်တွေဘယ်လို dissolve လုပ်လဲအခုကျွန်တော်တို့စက်ကြည့်မှာဖြစ်ပါတယ်အဲနောက်ထပ် slide တခုမသွားခင်ကျွန်တော်ဒီမှာကြားဖြတ်ပြီးပြောချင်တာကဆောစောကပြောခဲ့တဲ့ arsenide ပေါ့နော်ကာမာလို့ပြပြီးတော့အဲ ferrite ကတော့ alpha လို့ပြပါတယ်ဒီမှာတော့ alpha ပေါ့နော် alpha ကိုကြက်ကြီးကြီးတွေ့ရမှာပါဒါတွေက ferrite region တွေဖြစ်ပြီးတော့ဒါ arsenide region ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ dissolve ကိုသွားပါမယ်ပျော်ဝင်မှုပေါ့နော် type of dissolve ပျော်ဝင်တယ်ပျော်ဝင်တယ်ဆိုတာပျော်ဝင်မှုအမျိုးအစားဘယ်နှမျိုးရှိလဲလို့ပြောရမယ်ဆိုလို့ရှိရင်ပျော်မှုအမျိုးအစားနှစ်မျိုးရှိပါတယ်အာ substitutional solid solution အစားထိုးဝင်ရောက်တာရဲ့ interstitial solid solution ဆိုတဲ့တူဝင်ဝင်ရောက်တာဒါကတော့မြန်မာလိုကတော့ကျွန်တော်အလင်းသိန်းသူလိုပါလာပြန်လိုက်တာပါအာအာအစားထိုးဝင်ရောက်တယ်အစားထိုးဝင်ရောက်တယ်ဆိုတာကတော့တခုနေရာမှာတခုဝင်လာတာပေါ့နော်ပန်းသီးနေရာမှာလိမ္မော်သီးဝင်လာတယ် ဒါအစားထိုးဝင်ရောက်တာပါအဲတိုးဝင်ဝင်ရောက်တယ်ဆိုတာပန်သီးတွေကြားထဲမှာမှလိမ်မော်သီးရောက်နေတာကိုပြောတာပါအဲ့တော့ဒီဘက်အညာဘက်ကပုံကြီးလိုက်မယ်ဆိုလို့ရှိရင်ပန်သီးအလုံးတရာမှာလိမ်မော်သီးနှလုံးရောနေရဆိုတာကိုကျွန်တော် AI ကနေပြီးတော့ generate လုပ်ထားတဲ့ပုံလေးကိုပြတာဖြစ်ပါတယ်အဲ့တော့ဟိုပုံပြတိတာမြင်တာရှိတာပေါ့နော်သူကတော့အလုံးတရာကြားထဲမှာနှလုံးဝင်နေတာဖြစ်ပါတယ်အဲ့တော့ပို့ပြီးတော့ တဲတယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရပါတယ်ပို့ပြီးတိတ်တဲပါတယ်ပို့ပြီးတော့တိတ်တဲပြီးတော့အာပို့ပြီးအားကောင်းတဲ့အနေအထားမျိုးမှာတွေ့ရမှာပါအဲ့တော့သူ့ရဲ့ result ကဘာဖြစ်လာလဲဆိုတော့ဒီဆိုတော့ကျွန်တော်ပြောရတဲ့အတိုင်းပဲပန်းတိတွေကြမှာလိန်မော်တိနှလုံးလုံးရောက်နေတယ်အဲအိုင်ယွန်ကြမှာကာဗွန်ရောက်သွားတဲ့အခါမှာအဲ့2%ပေါ့နော်ပြောက်သွားတဲ့အခါမှာဘာဖြစ်လာလဲဆိုဆိုအိုင်ယွန်ဒီ ပြီးနောက်မှာဆေးကြီးထွက်လာသလိုပါပဲ heart and brittle သူ strong ဖြစ်လာတယ်။အာယုံဒီကာဗွန်ရဲ့ဂုဏ်သတိလေးတွေကိုရလာပါတယ်။အာနောက်ထပ်မေးစရာရှိကြကဘာလဲဆိုတော့အဲ့ဒီ2%ကျော်သွားလို့ရှင်ဘာဖြစ်တယ်လဲပေါ့နော် very good question ပါအရင်ကောင်းပါတယ်2% carbon ဒီ2%ထက်ကျော်ပြီးတော့ထည့်လိုက်မိရင် ဘာဖြစ်မလဲပေါ့နော်ဒီ offset နိုင်မှာဆိုလို့ရှိရင်2%ပဲပျော့ဝင်နိုင်တယ်ပေါ့နော်အဲ့ထက်ပိုထည့်မိလိုက်လို့ကျော်လွန်သွားတဲ့ကာဗွန်တွေကဘာဖြစ်သွားလဲဆိုတော့ it cannot dissolve သူက cannot dissolve anymore ဖြစ်ပြီးတော့ဘလို့မှဆက်လက်မပျော့ဝင်နိုင်တော့ဘဲနဲ့သူဒီ ion နဲ့ react ဖြစ်သွားပါတယ်အဲ့တော့ဘာတွေဖြစ်လာလဲဆိုတော့အဲ့ react ဖြစ်သွားတဲ့ compound က cement တိုက်လို့ခေါ်ရပါတယ်သူရဲ့အဲ tinker တော့ Fe3C ပါအဲဒီညာဘက်က face diagram မှာကြီးမှမယ်ဆိုလို့ရှိရင် arsenide gamma plus Fe3C ကိုတွေ့ရမှာပါအဲသူ့ကိုတွေ့ရတဲ့ range ကကြတော့အခုကျွန်တော် gamma plus arsenide uh, ပေါ့နော် arsenide no? plus Fe3C ဟာဆိုလို့ရှိလို့ရှိရင် temperature တွေကအာ 923°C ကနေပြီးတော့ 1149°C ကိုမှကြားမှာတွေ့ရပါတယ်အရန်ကိုပူတဲ့ temperature တွေပါပြီးတော့ဒါအယောပါ it is a mixture of austenite and cementite mixture of austenite and cementite အယောအယောဖြစ်သွားပါတယ် pure iron ဒီဘက်ကလို့ austenite ကြီးတက်တက်မဟုတ်တော့ပါဘူးအဲဒီဘက်မှာကျတော့စောစောကလိုပါပဲအဲ BCC FCC အဲ cementite တို့ရဲ့အဲဒါ cubic center structure ပုံစံလေးတွေကိုပြထားတာဖြစ်ပါတယ်အဲအဲ့တော့ကျွန်တော်တို့နောက်တစ်ခုဆက်ပြီးရွှေနှွေးရမှာကအဲ့လောက်ပူတဲ့တန်တွေကို အဲဘယ်လိုလောက်ကြပါဆက်လောက်ကြမလဲပေါ့နော်ဟုတ်တယ် next အဲ့လောက်ပူတဲ့တန်တွေပါဆက်လောက်ကြမလဲဆိုတော့ကျွန်တော်တို့အဲ့လောက်ပူတဲ့တန်တွေအေးခံရပါအေးခံတဲ့ process ကို heat treatment လို့ခေါ်ပါအဲ့ heat treatment အဲ့ဒီ heat treatment မှာ၃မျိုး ရှိပါတယ် quenching annealing and tempering ပေါ့နော်ဒါညာဘက်ကကြတော့ဟိုအရန်က generate လုပ်ထားတဲ့ပုံကိုအပြထားဖြစ်ပါတယ်ဥပမာပြတာပေါ့နော်အပြင်မှာတော့အပြင်မှာတော့တော်တော်ကြီးဟို ပူတဲ့အနေအထားမျိုးမှာရှိမှာပါ quenching annealing and tempering အဲ quenching ဆိုတာ rapid cooling ပါဟိုချက်ချင်းအေးခဏပါသူကဘယ်လိုလဲဆိုတော့အရန်ပူတဲ့အဲဒီ steam ပေါ့နော်ဒီအရန်ပူတဲ့ steam ကို तू ကတည်သုံးဖို့ရည်တဲ့ကိုချက်ချင်းနှိမ့်ချပြီးတော့အဲအေးခံလိုက်တာပါအဲ့လိုအေးခံလိုက်ခြင်းအပြင် martin size ဆိုတဲ့ micro structure တွေထွက်လာပါတယ်ဒါဒီ martin size microstructure တွေထွက်လာတဲ့ဟာတော့ကျွန်တော်အလင်းတင်သူတို့အဲကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ tampering ပေါ့နော် tampering ကတော့ဒီစောစောက quench လုတ်ထားတဲ့ steel ကိုမှထပ်မံအပူပေးပြီးတော့ဖြည်းဖြည်းချင်းအေးခံတာဖြစ်ပါတယ်အဲအဲ့လိုလုတ်ခြင်းအပြင်သူတို့ရဲ့ကုန်သတ္တိတွေတက်လာစီပြီးတော့အဲပြီးရင်အထဲမှာရှိတဲ့ internal stress ပေါ့နော် internal stress တွေကိုလည်းဖြေလျော့စီပါတယ် ဒါကိုတော့ tempering လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ annealing ပါ annealing ကတော့ slow cooling ပါဖြည်းဖြည်းချင်းစီအေးခန္ဓာဖြစ်ပါတယ်ပုံမှန်ကြည့်လို့ရှိရင်တော့ညာဘက်ကပုံလေးပေါ့နော်သူ့ရဲ့ဂုဏ်တတိကဘာတွေဖြစ်လဲဆိုတော့ soft and ductile ပါသူအဲ့လိုဖြည်းဖြည်းချင်းအေးခန္ဓာဖြင့်ဒီတီးဒီအပျော်ပြောင်းပြီးတော့ဆွဲဆန့်ဆွဲကြည့်ဆန့်ကြည့်ကောင်းပါတယ် အဲပြီးွားလို့ရှိရင်သူ့မှာဘယ်လို structure ပုံစံမျိုးရလာလဲဆို parallel structure parallel structure ဘောနော် parallel structure အဲအဲ့လိုရလာပါတယ်အဲ့ parallel structure အကြောင်းကိုကျွန်တော်တို့ဆက်လက်ပြီးတော့ရှင်းမှာဖြစ်ပါတယ်အဲ parallel structure ဒီဘယ်လိုအခြေအနေမျိုးမှာမှ ပေါ်လာတလဲဆိုတာပါဒီ parallel ဆိုတဲ့ structure လေးကိုကျွန်တော်နောက်တစ်ခုသွားလိုက်အောင်အဲဟုတ်ပါပြီအ အဲညာဘက်ကပုံကိုကြည့်ပါဘောနော်အခုကျွန်တော်ညာဘက်ကအပေါ်ကပုံလေးကိုကြည့်လိုက်ပါအပေါ်ကပုံလေးမှာကြည့်မယ်ဆိုလို့ရှိရင်ဒီလို boundary လေးတွေပေါ်နေအကွက်လေးတွေပေါ်နော်ငါတို့ပြောတာဒီလိုအကွက်လေးတွေပေါ်နေအောင်တွေ့ရမှာပါအဲ့လိုတကွက်တကွက်ချင်းစီကို grain လို့ခေါ်ပါတယ်အဲအဲ့လိုအကွက်မှာအဲ့လို boundary လေးတွေပေါ်လာတဲ့ဟာလေးကိုဒါ grain boundary ပေါ်နော်တကွက်နဲ့တကွက်ကလည်းအကြီးသေးမတူပါဘူးဒါမဲ့သူ့မှာတူတဲ့ pattern တော့ရှိပါတယ်တစ်ခုနဲ့တစ်ခုအလွှာလေးဖြစ်နေရပါ ဲ့အလွှာလေးတွေကိုပဲလိုက်လို့ခေါ်ပါတယ်အဓိကပဲလိုက်ဆိုတာကအဲ့ grain boundary ထဲမှာရှိနေတဲ့ structure အလွှာလေးဖြစ်နေတာကိုပဲလိုက်လို့ခေါ်တာပါအောက်ပုံမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပုံကိုပဲအကြီးချဲ့ထားပါတယ်ဒီမှာတော့ grain structure တွေတော့မမြင်ရတော့ဘဲနဲ့ပဲလိုက်ကိုအသေးစိတ်အနုစိတ်ပုံမြင်ရမှာပေါ့နော်ဒါဒါကတော့အောက်ကပုံပဲဖြစ်ပါတယ်အဲဒါတလွာချင်းထပ်ထားတဲ့ပုံတော့ပုံပေါ့နော်အဲ့တော့ ကျွန်တော်ဒါကိုအာ face diagram မှာနည်းနည်းရှင်းပြပါမယ်အဲဒီ face diagram ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ laser pointer လေးကိုလိုက်ကြည့်ပါအာဒီပထမဆုံးတစ်ခုမှာ912 degree celsius မှာစပါတယ်ဒါ green boundary လေးစပါတယ်အဲ့မှာမှာသူဒီ oceanite ပေါ့နော် oceanite မှာမှာသူအာ cement type လေးစပြီးတော့ပေါ်လာပါတယ် နောက်ဆုံးမှာတော့အမ် Alpha နဲ့ Siemens တိုက်နဲ့အ FE3C နဲ့အမ် Ferrite နဲ့ရောတဲ့အနှစ်မျိုးရောတဲ့အအလွှာတလွှာပြီးတလွှာထပ်ထားတဲ့ Bear Life Formation လေးထွက်လာပါအဲဒါဒုတိယတစ်ခုမှာလည်းဒီတိုင်းပါပဲဒုတိယတစ်ခုမှာတော့ပို့ပြီးတော့ပြတ်သားပါတယ်အဲ grain ပေါ်လာတယ်ဒီနဲ့ စီမံတိုင်းနဲ့ရောထားတဲ့ sorry ferrite နဲ့ဟောအစီမံတိုင်းနဲ့ရောထားတဲ့အယောဇတိုက်ပေါ်လာပါတယ်ဒုတိယတစ်ခုကတော့ရှင်းပါတယ်တတိယတစ်ခုမှာဆိုလို့ရှိရင်တော့ဒါကတော့ austenite around 1000 degree celsius temperature ပေါ့ဗောနော်ဒါ grain formation လေးတွေပေါ်လာတယ်ဒါစီမံတိုင်းနဲ့ austenite နဲ့စီမံတိုင်းအယော boundary ရဲ့ကိုရောက်လာတဲ့အခါကျတော့အာဒီမှာအယောလေးတွေစပြီးတော့ကွက်ကွက်လေးစပြီးတော့ဖြစ်ပေါ်လာပါတယ်ပြီးတော့ below 727 degree celsius ရဲ့အောက်ရောက်မှာတော့ pair light formation တွေဖြစ်ပေါ်လာပါတယ်ဒါကတော့အဲဒီ pair light formation တွေဖြစ်ပေါ်လာတဲ့ပုံပေါ့နော်ဒီ phase diagram ရေထဲမှာအာဆက်လက်ပြီးတော့ဟိုပြောခြင်းတဲ့အရာတွေကတော့ဟို eutectic to eutectoid တို့တော့ကျွန်တော်အလင်းတင်ဆို နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ရှင်းပြတော့မှာဖြစ်ပါတယ်အဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတော့ကျွန်တော်ဒီမှာပဲအဲအဆုံးသတ်လိုက်ပါတယ်အဲဘာဖြစ်လဲဆိုတော့ဗီဒီယိုလေးကအရင်လဲအဲကျွန်တော်အရင်အရှိမလုပ်ချင်သေးလို့ပါပထမဆုံးဗီဒီယိုဆိုတော့အဲကျွန်တော်ဒီဒီဗီဒီယိုလေးကိုလုပ်ထားတာကအရင်ကို online resource တွေအများကြီးတုံ့ပြန်ထားပါတယ်အဲ Amazon Intel ChatGPT အာ Google etc etc ပေါ့နော်အာ online resource အများကြီးတုံ့ပြန်ထားဖြစ်ပါတယ် Google နိုင်ကလည်းစာတွေဖတ်ပြီးလေ့လာထားတာဖြစ်ရပါတယ်ဖြစ်ပါတယ်အာအခုလို့အာ originator တို့တို့လည်းကျွန်တော် credit ပေးပါတယ်အာအလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ရှုတဲ့အလုံးကိုလည်းကျွန်တော်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အဲ comment လေးတွေမှာ ကျွန်တော်ပြီးသွားပါအာအဲကျွန်တော်ကိုအာပြောစီခြင်းတဲ့အကြောင်းအရာများ ဆက်မှန်ပြီးထပ်မှန်ပြီးတော့အာတင်ပြပေးခြင်းနဲ့အကြောင်းအရာများရှိလို့ရှိလို့ရှိရင်လည်း comment မှာရေးသွားပေးပါအားအလုံးကျေးဇူးတင်ပါတယ်နောက်တစ်ခါမှပြန်တွေ့ပါမယ် bye bye